ျမကို꽌ရမှာအတင်းပြောပြီးတိုက်ခိုက်နေတဲ့နိုင်ငံကြီးလောက်ပါတယ်ဆိုတော့နိုင်ငံကြီးအောက်တန်းစားမှတချို့အောက်တန်းစားအကောင့်တချို့ဒါဟုတ်အရင်အဟောင်းကိုပြောတာနော်ဒီဗီဒီယိုဖိုင်နေတို့အတွက်တည်တံ့တင်ပေးလိုက်တာဖြစ်တယ်ဟင်ငါကျမကငါလို့မပြောတော့ဘူးပေါ့နော်ကျမကအတိတ်ကိုတူးဆွရတာမကြိုက်ဘာဖြစ်လို့မကြိုက်လဲဆိုတော့ဟိုနာချင်းဆရာညားတဲ့အတိတ်တွေကိုမေ့ကျင်တာလေနော် မမိကျွန်တော့မတူးဆွခြင်းသိလားဒါမဲ့သေချာတော့ကျမရဲ့အတိတ်မှာရှင်တို့လိုမျိုးเนาะအဲဟိုပြစ်တစားလောက်တာလို့ဟုတ်လားမောင်နှမပါဆိုပြီးတော့ဘင်္ဂလားမောင်နှမလောက်တာတော့ဟုတ်လားလဲပဲသူ गे သားလို့ဒီလူတွေကျမတို့ကဝါသနာမပါခဲ့ဘူးသူ့လင်ငါယူငါလင်သူယူလို့ဟုတ်လားသူမရငါယူငါမရသူယူလို့ကျမဘဝမှာမရှိခဲ့တာအမှန်ပဲเนาะအဲနောက်တစ်ခုကကျမကအဲကိုလိုချင်တဲ့အရာတစ်ခုအတွက် ကိုကိုမောင်နှမအချင်းချင်းကိုညီကိုမောင်နှမအချင်းချင်းထိုးချရဲဟုတ်လားတရင်ပေးတယ်ဖန်းစည်းတယ်အသစ္စာဖောက်လုပ်တယ်ဒီလုပ်တူလည်းကျမမလုပ်ခဲ့ဘူးဒီလုပ်တူလည်းကျမမလုပ်ခဲ့တယ်လို့ဖြစ်တယ်နော်နောက်တစ်ခုကအဲနိုင်ငံရေးကိုအကြောင်းပြပြီးတော့လုပ်မစားခဲ့ဘူးကြားပြန်မလုပ်ခဲ့ဘူးမူရစေဝါမရောင်းခဲ့ဘူးနော်အဲစစ်တပ်နဲ့အပေးယူလုပ်ပြီးတော့နိုင်ငံရေးပွဲစားကျမမလုပ်ခဲ့ဘူးတိုင်းရင်းသားရင်းနဲ့စစ်တပ်နဲ့ကြားမှာကလေဗန်ထိုးပြီးတော့ တိုင်းရင်းသားတို့ယုံကြည်မှုတွေရအောင်လုပ်ပြီးတော့နောက်ပိုင်းဆုံးညာစစ်တပ်နဲ့ကလဘန်ထိုးပြီးတော့အဲ့ဒီမှာနိုင်ငံကြီးပွဲစားပုံစံကျမမလုပ်ခဲ့ဘူးရှင်းလားမသိနော်ကျမအကြောင်းကိုကျမကိုရှင်တို့ကဘာဖြစ်လို့ပြဿနာတက်တာလဲဆိုတော့ကျမရန်ကုန်ဆိုတဲ့မြို့ကြီးကိုရောက်တဲ့အချိန်မှာကျမကကျမရဲ့နေမှာကျမတို့ကတကောင်လေးလေကြားတွေဖြစ်ခဲ့တာတကောင်လေးလေချင်းသိမ့်ဖြစ်ခဲ့တာအဖွဲစည်းသူအုပ်စုလိုက်မှာကျမလောက်ခဲ့တာမဟုတ်ဘူးလေ ဘယ်အလုပ်ပဲဖြစ်ဖြစ်ဒီမတရားမှုတွေဆိုကျွန်မကိုယ်တိုင်လိုက်ခဲ့တယ်ကျွန်မခုံမနှက်စီးရယ်လွယ်အိတ်လွယ်တယ်ကျွန်မကိုယ်တိုင်လိုက်ခဲ့တာကိုထမင်းကိုစားပြီးတော့စပိန်နေမိကျွန်မသွားတဲ့လူမျိုးနော်အဲ့တော့ကျတော့ရန်ကုန်ရောက်တဲ့အချိန်မှာအရှင်တို့လိုကဘာကျော်နိုင်ငံကျော်တွေရဟလာမီဒီယာကြောင့်ကြီးတာလေဘာအစ်စ်မှရှိတာမှမဟုတ်တာဟုတ်လားအဲရွာတက်လာတဲ့လူတွေကရှင်တို့ယုံရောက်တာတော့မှရှင်တို့ကိုကြော်ပြီးကျွန်မကိုမေးတာအဲ့ဒီမှာရှင်တို့ပြောမှဆိုရိုးအောက်တာပေါ့နော်ရိုးအောက်တော့ရှင်တို့ကျမကိုမနာလို့ဖြစ်တာရှင်တို့ထဲတော်နေလို့လေ ရှင်းလားမသိဘူးเนาะအဲ့တော့ဘာဖြစ်လဲရှင်တို့ကျမကိုဟိုအညာမှာအဲစုံစမ်းနေလို့ဘာလို့ရှင်တို့ကိုလာပြောတဲ့လူတွေကကျမပြောပြမယ်เนาะကျမဒီနှစ်အများကြီးဒီနေရာမှာကွာဟိုအုတ်ထုတ်ရမှုတယောက်ပြောင်းမယ်ပြောင်းသွားတယ်40လောက်ပြောင်းသွားတယ်ဒီအခိလိုက်စားမှုကမပေါ်เนาะပြီးတော့အဲ့ဒီအမှုကတကယ်အခြေခံတနည်းလို့တနည်းစားဒီပြည်သူလူထုကိုအနိုင်ကျင့်ထားတဲ့အလုပ်ဖြစ်တယ်เนาะအဲ့ဒါကို ဟိုပေါ်တဲ့လူမှန်သမျှကကိုရှူးကိုပတ်ပြီးတော့တရားစွဲထောင်ချမှုတွေပဲဖြစ်ခဲ့တာကျမအဲ့ဒီအမှုကိုကျမလိုက်ခဲ့တယ်ကျမရအောင်ပေါ်ခဲ့တယ်ပေါ်တော့အဲ့ဒီလူကဘာဖြစ်လဲအဲ့ဒီ၄ယောက်လုံးယာရုကနဲ့ပယ်ပြီးအလုတ်ပြုတ်သွားတယ်အဲ့တော့သူတို့ကမကျင်တော့ကျမရဲ့အကြောင်းကိုမဟုတ်ကဟုတ်ကတွေပြောတာဖြစ်တယ်နော်နောက်တစ်ယောက်အကြောင်းကိုပြောပြမယ်နောက်တစ်ယောက်ကလည်းအဲ့ဒီလူတွေနဲ့ဆက်ဆက်ပြီးတော့အဲသူကသူနဲ့ကျမနဲ့ထိတ်တိုက်ဂျုံနေချိန်ဒီလိုပဲကျမနဲ့ဒီဌာနဆိုင်ရာရင်းနဲ့စုံနေဆိုလို့ရှိရင်ကျမတကူးတကသွားတွေ့နေရမှာမဟုတ် မတရားမှုဖြစ်လို့အောက်ခြေပြည်သူလူထုမှာမတရားမှုဖြစ်လို့ကျမကိုလာတိုင်းလို့ကျမအဲ့ဒီမှုကိုကျမလိုက်ပြီးတာပဲဖြစ်တယ်။ဟောလိုက်ပြီးတယ်ဆိုတော့ကျမသက်ဆိုင်ရာဌာနတွေမှာကျမစတင်ပြီးတယ်ငါးပြားလည်းမစားဘူးဆယ်ပြားလည်းမစားဘူးကိုထမင်းကိုစားတာဖြစ်တယ်။ရှင်းတာနော်ရှင်းလို့လို့စားတဆောင်ရေးပြီးဆယ်သိန်းငါးသိန်းကျမတစ်ခါမှမတောင်းခဲ့ဘူး။သူတို့ကျွေးတဲ့ထမင်းကိုကျမစားတယ်တော်အိရညအိရလည်းဆိုရင်ညမအိရကျမကိုယ့်အိမ်မှာကိုထမင်းဆိုင်နဲ့ကိုသွားတာဖြစ်တယ်။ရှင်းတယ်နော်အများကြီးမပြောချင်ရှင်းလို့ရှက်ကွဲမှာဆိုလို့ ်နော်အဲအဲ့ဒီလိုလုတ်ပေးခဲ့တာနော်လုတ်ပေးခဲ့တော့အဲ့ဒီလူကဘာဖြစ်လဲဆိုကျမကိုမိကျမမိမသားတယောက်လीမိမသားတယောက်ကျမကိုမကြားတကြားကျမကိုသူကအဲမထီတထီစကားစော်ကားတဲ့စကားပြောတာပြောလို့ကျမတရားဆွဲတာတရားရုံးဥတိုက်တော်လျှောက်တာလျှောက်လို့တိုင်းစင်မြို့နယ်စင်ကကော်မတီရှင်ဖွဲ့ပြီးတော့ကျမကိုအဲ့လူကအဲ့ဒီလူကြီးရဲ့ရှေ့မှာတောင်းပန်ရတာတောင်းပန်ပြီးတော့သူ့ကိုအပြစ်ဒဏ်ပေးတယ်ဆိုပြီးတော့သိလားသူ့ယာတို့ကနေမှာဖြုတ်ပြီးသူ့ကိုအမိုက်တင်တဲ့ကားပေါ်မှာ အမိုက်ကားတွေကိုအမိုက်တင်တဲ့ကောင်မှကားမောင်းတာမဟုတ်ဘူးအမိုက်တွေကိုတင်လိုက်ချလိုက်ကျမရှိမှမျက်စိရှိမှတလာတိတိကိုပဲလှုပ်ပြရတာဖြစ်တယ်နော်တလာကြောသွားမှကျမစိတ်ပြေသွားတော့မှတခြားနေရာမှာသူလှုပ်ရတာဖြစ်တယ်နော်အဲအဲ့ဒါကြတော့သူကမကျင်တတ်ဘူးနောက်ထပ်ဒူရဲဦးတယောက်ရှိတယ်တတ်တလုံးလုံးဝင်သူကမွေးရစေဝါမောင်ကိုကူးတယ်ဒီအချုပ်ကြနေတဲ့ဒီ main ကလေးပုံမှာထီကပါဒီရီကပါလှုပ်တယ်လက်လာပါစားတယ် နော်အဲကျမနဲ့သူနဲ့ညိတဲ့အမှုကကျမသူ့ကိုသူကညိတာမဟုတ်သူကသူ့အမှုကကျမကိုလာညိတာဖြစ်တယ်လူကုံကူးမှုဖြစ်တာတကယ်ဟိုတောရွာဒေသမှာရှိတယ်ကလေးက73နှစ်ပဲရှိသေးတယ်ဖေမေရံပြတော့စိတ်လူလွင့်ပြီးတော့ကလေးကဟောပဲကလေးပြောက်သွားတဲ့ဟာကိုသူကအ мян လိုချင်လက်ထိုးရမယ်ဆိုပြီးပတ်စံတောင်းတာတောင်းတော့ကြတော့ဒီအမှုကတလတာကြားသွားတယ်ဒီကလေးကလုံးဝဆက်သွယ်မရအောင်မရလို့အဲ့မိဘနှစ်ပါးငုံငိုယုံနဲ့ကျမရှိရတဲ့နေရာကိုဆက်သွယ်ပြီးလိုက်ရှာပြီးကျမကိုအကူအညီတောင်းလို့ကျမအဲ့ဒီအမှုကိုလိုက်တာ လိုက်တော့ကြမှာအဲ့သူအဲ့အဲ့ဒီဒူရဲဟုတ်ကပတ်စံလက်စားထားရဲ့လက်စားထားတာအ мян ဆက်သွယ်ရအောင်လို့ဆိုအ мян ကြီးပေးထားတာပေါ့ဗျာအဲ့အတော့မှသူကလုံမပေးဘူးလုံမပေးလို့ကျွန်မသူ့ကိုကောင်းကောင်းစကားတော့ပြောတယ်နော်အဲ तू ကဘာဖြစ်လဲအဲဒီမိလူတွေပြောစကားနဲ့ကျမရဲ့ဓာတ်ပုံလို့ line ပုံတင်ပြီးတော့ကျမကိုရှောက်မဟုတ်ကဟုတ်ကကျမကိုဖြွာလာဖြွာလို့ကျမစာရေးထားပြီးသားအစင်လိုက်ကျမဒါကိုတိုင်ဖို့ပြင်ထားပြီးသား နော်အပြင်ထားတယ်တခြားကိစ္စတွေကျမလိုက်လုပ်တယ်လုပ်ပြီးတော့သူနဲ့ပတ်သက်တဲ့တခြားအဲဒီကျမရဲ့ personal တော့ကျမနောက်မှာထားလေးရှိတယ်ဒီအမှုကိစ္စကိုကျမတင်လိုက်တာတင်လိုက်တော့ဘာဖြစ်လဲဆိုတော့အဒီကလေးကကျမလိုက်လိုက်တဲ့အချိန်မှာတလအတွင်းမှာဝယ်အဲပါလဲမူဆယ်တရုတ်ပြည်ကိုရောင်းစားဖို့နော်အဲတရုတ်မယားဖြစ်ရောင်းစားဖို့မူဆယ်ရောက်နေပြီအဲ့ဒီဂိတ်မှာမိတာအဲ့ဒီလူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ကျမအကုန်လုံးချိတ်ဆက်ပြီးတော့လှုပ်တော့အဲ့ကလေးကသူ့မိရင်ရှိကိုပြန်ရောက်လာတာနော် ရောက်လာတဲ့အချိန်မှာပဲအဲကျွန်မ PP လစ်တီမှုကကျွန်မရဲ့ personal တိုင်မှုအရေးကိုပြင်တဲ့အချိန်မှာအဲ့ဒီရဲက तू ကဘယ်တော့မှယာရုမတို့ तू ကတပွဲမယ်ဘာဖြစ်လို့ယာရုမတို့လဲဆိုစောနာအမှုတွေခဏခဏသူတို့ချင်းချင်းပြန်မှုတော့ तू ကတတ်တက်လုံးယာရုမတို့လဲလို့ဖြစ်တယ် तू ကန်ဆိုးကျင်တော့ तू ကကျွန်မနဲ့မတွေ့ခင်မှာ तू ကပတ်စံလက်ထိုးထားတယ်ဘယ်သူ့လက်ထက်လဲဆိုပတ်စံလက်ထိုးလို့ရတယ်လူလက်ထက်ပေါ့ဗျာအဲ့မှာထိုးထားတော့ तू ကဘာလဲသူ့ပေါ်မှာအပွင့်တပွင့်ထတ်တက်ဖို့ကအပွင့်ချိတ်ဖို့အချက်အနေထားရောက်နေပြီ ဒါပေမဲ့ကျမနဲ့အဲ့ပြဿနာတက်လိုက်တဲ့မှာအထက်ကစီစစ်လိုက်တဲ့ချိန်မှာဒီလူကမှန်မှားနေတာတွေ့တော့ကျမရှိမှာငွေလွှဲတဲ့ပတ်စံတွေပါလေဓာတ်ပုံမှတ်တမ်းအကုန်ရှိတာလေနော်ရှိတော့ तू က तू ကယာရုတိုးမဟာဘာဖြစ်လဲလုံးဝတိုးလို့မရဘူးဒူရဲဟုတ်ပြန်ဖြစ်သွားပြန်ဟုတ်အဲ့ဒီမှာ तू ကအသီးပောက်ပြီးတော့ရှင်တို့ပောက်တတ်ကြရပြောတာရှင်လားမသိဘူးနော် ကျမနဲ့ရန်သူဆိုလို့ရှိရင်မှတ်ထားဌာနဆိုင်ရာမှာကျမနဲ့ရန်သူဆိုလို့ရှိရင်ကျမအဲ့ဌာနဆိုင်ရာကျမရဲ့မကောင်းကြောင်ကျမကိုမထီမဲ့မင်ပြောတယ်ကျမကိုယောက်ျားဖြစ်နေပြီးတော့ကျမကိုတန်ဖိုးမရှိအောင် तू ကပြောနေတယ်ရေးနေတယ်ဆိုလို့ရှိရင် तू ကအာဂရိလိုက်စားထားလို့ तू ကမတရားတဲ့မကောင်းမှုအကုသိုလ်တွေလုပ်နေလို့ကျမကမတရားတဲ့ပြည်သူလူထုဘက်ကရက်တည်ပြီးတော့တယောက်တည်းကျမကလုပ်ခဲ့တာဖြစ်တယ်အဲ့ဒါအမှန်တရားမျက်လုံးစုံပြီးတော့ရှင်းရဲတယ်နော်ပါလေ ကျမတစ္ဆာဆိုပြရအောင်မလားရှင်တို့ပထမမိန်းမတယောက်အဲ့ဒီအဲ့ဒီစကားတို့တယ်လာတဲ့မိန်းမတော့ကျမတစ္ဆာဆိုပြီးချိန်စားတိုက်တာကားဘောကနေမှတကားလုံးမှမှသူတယောက်ဖဲကားဘောကလွင့်စင်ပြီးတော့ချက်ချင်းတေတေချင်းဆိုးနဲ့တေရတာရှင်တို့ကအဲ့လိုလိုချင်သေးလားလိုချင်တယ်ဆိုရင်စိန်ခေါ်နော်လိုချင်တယ်ဆိုစိန်ဆိုကျမမကောင်းကြောင်းကိုပြောမယ်ဆိုလို့ရှိရင်ညနာစုံကြီးပြီးပြောရဲလားတစ္ဆာဆိုပြီးပြောရဲလားဒါပဲကျမမိန်းမရှင်းလားမသိဘူးတခါလေးပြောလိုက်မယ်တသက်လုံးလုံးဝင်တယုံလုံးပေါင်းလို့ကျမတယောက်ကိုရှင်တို့နိုင်တာမဟုတ် အဲအရင်တော့ကကျမကလူမသိဘူးအခုလူတော်တိလာတာဖြစ်တယ်တဲ့ရှင်တို့အเจ้าကိုကျမပြောရဆိုပြည်သူလူတို့ကရှင်တို့ကိုချီးထက်တော်မှာယုံအောင်မှာအဲ့တော့ကိုယ့်အကိုနေကြဟုတ်ပြီလားကိုယ့်အကိုနေကြကျမကလူတမျိုးကိုကျမမယုံပါဘူးမှန်တာကိုမှန်တဲ့အကြောင်းမဟုတ်တာကိုမဟုတ်တဲ့အကြောင်းကျမမှန်မှန်ကန်ကန်ပြောတာနော်ဟိုရှင်တို့ကသူတော်ကောင်းနေလေရှင်တို့ကိုယ်တိုင်မပြောဘူးဒီเจ้าသားကလေးတို့ဘာလဲ WA တို့ WR တို့ ABC တို့ရှင်တို့ကတိုက်ပြီးရှင်တို့ကပြောကြတာကျမမှအဲ့ဒါကြီးတိုက်ကျမလူငယ်တို့လည်းမဖြစ်စီဘူး နော်ကျမနောက်မှာလူအင်အားရှိဖို့မလိုကျမနောက်မှာပတ်စံရှိဖို့မလိုကျမနောက်မှာတစ္ဆာရှိတဲ့လူတွေပဲလူတာစမ်းမမသိနော်ပတ်စံမမက်တစ္ဆာရှိတဲ့လူတွေပဲလူတာကျမနော်နိုင်ငံရေးနဲ့ပတ်သက်လာလို့ရှိရင်ကျမအခုလိုမျိုးတခုခုဆိုလို့ရှိရင်မျက်ရည်လွယ်တယ်ဝမ်းနေတယ်ဟဲ့လားအဲ့ဒါလေရှင်တို့ရုံးကိုရောက်တော့မှကျမရလာတဲ့ယောဂါတစ်မျိုးပဲ ရှင်းလားငွေများတယ်လူအင်အားများတယ်ဆိုပြီးတော့မျိုးစုံအောက်တန်းကြပြီးတော့ရိုးသားပါတယ်ဖြူစင်ပါတယ်စွန့်လို့နစ်နာခံပါတယ်ဆိုတော့ကဘာတော်နိုင်ငံကျော်ရှင်တို့လိုနိုင်ငံရေးသမားအောက်တန်းစားတချို့ကရုပ်မာမှုတွေရက်စက်မှုတွေအများကြီးပဲကျွန်မပေါ်မှာရှင်းလားအေးစင်းနေရှင်းတယ်နော်ဒီချိန်မှာ ကျမနဲ့ညရင်ကျမသစ္စာဆိုပြီးတော့ပြောမှာရှင်းလားတနိုင်ငံလုံးမဟုတ်တစ်ကမ္ဘာလုံးပြည်သူသိအောင်ရှင်တို့ရှင်တို့เจ้าကိုပြောမှာရှင်းလားဘာဖြစ်လို့လဲဆိုတော့နောင်လာနောင်သားတွေလည်းသိရမှာပြည်သူလူထုကလည်းရှင်တို့ကိုသူတော်ကောင်းလို့ထင်နေတဲ့ဟာတွေသိအောင်လို့ပြောရမှာဒါမဲ့ကျမမယုံပါဘူးเนาะ အခုတော့မှရှင်တို့ကဟုတ်လားကုန်းကောက်စရာမရှိအောင်ဖြစ်နေတာကျမကပြောလိုက်ရှင်တို့ဒီထက်တော့စိုးဦးမှာရှင်တို့ကြံနေတဲ့အကြံရှိရဲ့ဒီထိုင်းမှာရှိနေတဲ့ဟိုပါဇက်ပြစ်စာမနဲ့ချိန်ဆက်ပြီးကျမကိုစော်ဖို့စဉ်းစားနေရမစဉ်းစားနဲ့စော်လို့ရှိရင်ရှင်တို့ပိုးပြီးတော့ခွေးဖြစ်မှာပဲဘာဖြစ်လို့အဲ့ကောင်မနဲ့ကျမနဲ့ဖြစ်တဲ့ပြဿနာမှာကျမမှန်တယ်ဆိုတာထိုင်းမှာရှိတဲ့လူတွေအကုန်